မြင်းတဲ့ပုဂ္ဂိုလ်ဟာကိုရမဲ့အင်မတန်ကြီးကျယ်တဲ့အကျိုးစီးပွားကိုဖျက်ဆီးပြစ်တာခုဒကာသမားတို့ဦးဇင်းတို့မဉ္ဇဏ်ဘုံဉာဏ်ရနိုင်권ရှိတယ်ဝိပဿနာဉာဏ်ရနိုင်권ရှိတယ်ကိုကပြင်းနေတယ်ဆိုရင်အဲ့ဒီလောက်အကျိုးကြီးတဲ့အကျိုးစီးပွားတွေဟာမရတော့ဘူးဟုတ်ရလားဒါကြောင့်ပြင်းတဲ့ပုဂ္ဂိုလ်ဟာနံပါတ်1အကုသိုလ်တွေနဲ့ရောတဲ့အတွက်ကြောင့်အဲ့ဒီအခိုက်အတန့်မှာဆင်းရဲတယ်နံပါတ်2အင်မတန်ကြီးကျယ်တဲ့ အကျိုးစီးပွားတွေဆုံးရှုံးသွားတယ်။လုံလဝရိယရှိတဲ့လူကြတော့ပြောင်းပြန်မယ်တဲ့။လုံလဝရိယရှိခြင်းသည် အကုသိုလ်တွေနဲ့ကင်းကွာတဲ့အတွက်ကြောင့်အဲ့ဒီအခိုက်အတန့်မှာချမ်းသာတယ်။ဟုတ်ရဲ့လား။ကြီးကျယ်တဲ့အကျိုးစီးပွားကိုရှာမိပြီးသားဖြစ်တယ်။ဘယ်နှချက်လဲ။နှစ်ချက်အဲ့ဒီလောက်ကြီးကျယ်တဲ့အဲ့ဒီလောက်အကျိုးရှိတဲ့ဝိရိယပါရမီကိုတရားဓမ္မတို့ဥစဉ်တို့တွေလောကီအကျိုးစီးပွားကိုပဲလိုလားကိုပဲဖြစ်စီ လောကုတ္တရာအကျိုးစီးပွားကိုပဲလိုလားလို့ပဲဖြစ်စီမရှိရင်အဲ့ဒီအကျိုးစီးပွားတွေရနိုင်မှာမလားမရနိုင်ဘူးအဲ့ဒါသံဃာမင်းကအချက်ကျကျပြောတာငါသာတဲ့အလုံးမလုံးဖဲနဲ့ချမ်းသာမဲ့နေရာရှိရင်မင်းရင်သွားသားမှပြီးရင်အဖေကိုခေါ်ပါအေးအဲ့ဒီလိုပြောတော့သူဝီရကပြန်ပြီးတော့ဆင်ကြီးကလေးနဲ့အဲ့ဒါသံဃာမင်းကလည်းအဲ့ဒါထပ်ပြီးတော့ပြောတာပဲအဲ့ဒီလိုပြောတော့မြတ်စွာဘုရားကချစ်သားတို့တဲ့တည်တည်ချာချာစဉ်းစားကြကုသိုလ်ကောင်းမှုရဲ့အကျိုးကိုတသက်ခံစားတဲ့ လုံလဝရိယမထုတ်ဖဲနေမယ်ဆိုရင်မထုတ်လို့ရတယ်။နတ်တီတောင်မှလုံလဝရိယရဲ့အကျိုးကျေးဇူးကိုအဲ့ဒါလို့ပြောသေးတယ်ဆိုရင်ကောင်းကောင်းကြည့်ရင်တန်တရာဝတ်ကလွတ်နိုင်တယ်ငါသာသနာမှာနေကြတယ်သင်္ချစ်သားတွေကမြင်းနေမယ်ဆိုရင်ဘယ်မှာလာကောင်းတော့မလဲတဲ့မြတ်စွာဘုရားရဲ့ကရုဏာတော်နော်အေးဒါကြောင့်တရားကြီးဒီမိုင်းများမလုတ်ဖဲနဲ့ဝရိယမဆိုင်ဖဲနဲ့ချမ်းသာမဲ့နေရာရှိရင် မင်းတို့သွားကြသမှပြီးရင်ငါ့ကိုလည်းပဲခေါ်ပါဆိုတဲ့စကားလေးကိုမှတ်သားထားဖို့မလိုဘူးလားလိုတယ်ဗျဒီတော့ဦးဇင်းတို့ဆက်ပြီးတော့ပြောချင်တာကလုံလဝရိယရှိတယ်မရှိဘူးဆိုတဲ့နေရာမှာအတိတ်ကပါလာတဲ့ဓတ္တတိတွေပါမလဲနည်းနည်းတော့မူတည်ပုံရတယ်နောက်တချို့ကမူရင်းကစပြီးတော့ပြင်းလာကြည်လိုက်ရင်ခွေးလို့ဟုတ်လား တချို့ကြံကြည့်ရတာကိုတက်တက်ကြွကြွနဲ့အမြဲတမ်းလန်းလန်းဆန်းဆန်းရှိနေတာဟုတ်လားအဲ့ဒါကသူကဖြစ်လျာဘဝမှာဝိရိယပါရမီကို ဖြည့်ဆည်းခဲ့တဲ့ပုံကိုယ်တွေက လုံလကြုံကိုအထုတ်ခဲ့တဲ့ပုံကိုယ်တွေကဓာတ္တတိတွေကလိုက်နေပြီးတော့သူကအရှိန်တွေကပါနေတာကိုဗျာလက်ဒီစတော်ကြီးကတော့သူကပြောတယ်အဲ့လိုလူတွေဟာတဲ့ပြင်းတဲ့လူတွေဟာဘာနဲ့တူတုံးဆိုတော့ခွေးပြူတော်မတိုးဆိုတဲ့ဗမာစကားပုံနဲ့တူတယ်တဲ့ခွေးပြူတွေဟာအင်မတန်ကြောက်တတ်တယ်လို့ဆိုတယ် ဟုတ်မဟုတ်တော့ကျုပ်လည်းမစမ်းဘူးပါဘူး။ဒါပေမဲ့စာထဲကတော့အဲ့လိုတွေ့တယ်။လူတွေလည်းအဲ့လိုပြောတာပဲ။ဟုတ်လား။ဘာလဲဆိုတော့ဖြစ်လျာဘဝကအပြင်းတက်ခံနေပါတဲ့ပုဂ္ဂိုလ်တွေဟာတဲ့။ဟေးမင်းမအိပ်ဖဲနဲ့လှုပ်ရမဲဆိုလို့ရှိရင် तू နောက်ဆုတ်သွားတာ။ဟုတ်လား။မင်းအစားကိုချိုးချံရမဲဆိုရင် तू နောက်ဆုတ်သွားတာ။မင်းအပေါင်းဖော်တွေနဲ့ကင်းပြီးတော့တယောက်တည်းနေရမဲဆိုဟာမဖြစ်ဘူးနောက်ဆုတ်သွားတာ။မင်းအကြာကြီးလှုပ်ရမှာလို့ဆိုရင်နောက်ဆုတ်သွားတာ။မင်းဆွဲဆွဲမြဲမြဲလုံးမရမှာဆိုရင် ဟာဒီကောက်ကြီးတော့မလုံနိုင်ဘူးဆိုပြီးတော့နောက်ဆုတ်သွားတာဝရိယရှိတဲ့လူတွေကြတော့အဲ့လိုမဟုတ်ဘူးရမယ်သာသေးကြပါစေအခုပဲရနေတယ်လို့မျိုးဟုတ်လားသေသေးကြီးကြီးချမှာပဲဆိုပြီးတော့လှုပ်တာအဲ့ဒါမလှုပ်တဲ့ပုဂ္ဂိုလ်ပြင်းတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီခွေးပြူတွေနဲ့တူတယ်တဲ့ခွေးပြူတွေကတထောင်လောက်မြင့်တဲ့ခြုံကလေးမေးရိုင်းပင်ကလေးမျက်ခြုံပုတ်ကလေးတွေ့ရင်ဟာ သင်မြန်းရှိမှလားကြားမှရှိမှလားဆိုပြီးတော့အနာမတိုးရဘူးတဲ့ဟုတ်လားလန့်နေတာလန့်နေတာဘာကိုလန့်နေတာလို့အလုတ်ကိုလန့်နေတာဒါကြောင့်ဝီရိယဆိုတဲ့စကားဝီရရှင်းရှင်းတာနော်အလုတ်ကိုလုံးဝမကြောက်ဘူးလုတ်ပြလိုက်မယ်ကင်ပြလိုက်မယ်ရတာမရတာကအဲ့ဒီအလုတ်ရဲ့နောက်ဆက်တွဲအကျိုးပဲသူကတော့လုံမှာပဲဟင်တခါကြီးဒီမိုင်မြအဲ့လိုမျိုးရဲရင်တဲ့စိတ်တဲ့နဲ့မလုပ်ရမယ် လုံလဝရိယရှိအောင်ကြိုးစားရမယ်ပြင်းထန်တဲ့လုံလဝရိယကိုရချင်တယ်ဆိုလို့ရှိရင်တန်ဝေက ဖြစ်ခြင်းမှာအကြီးဆုံးအကြောင်းဖြစ်တဲ့သိခြင်းတရားကိုစဉ်းစားပါဘယ်ချိန်ဘယ်ကာလမှာသိမင်းငှင့်မယ်ဆိုတာဘယ်သူမှမသိနိုင်ပါဘူးဟုတ်ရဲ့လား